နာကျင်ရတဲ့ဆေးသေးတဲ့အချိန်တွေရောအရန်နာတယ်တဲ့အဲအဲ့ထဲပေးပြီးတယ်လည်းမရှိတော့ဘူးအကုန်လုံးထုတ်လိုက်ပြီဆိုတော့သူကပကိုးဘက်ကိုပြန်သွားပါဘောနော်ပြီးရင်အတူထိုးထားတဲ့ဖီလာတွေရောအကုန်ပြန်ထုတ်ရတယ်ဘောနော်ပြန်ထုတ်လိုက်တယ်တဲ့အခုတတိနာကျင်မှုကခံနေရစမြဲပဲတဲ့ကျွန်တော်တို့တင်ပါတို့ဖီလာဆိုတော့ထိုးပြီးတော့ဒါပုတ်သွားလို့ဟိုချစ်ထုတ်ရတာတွေเนาะကျွန်တော်တို့ဒါခွဲထုတ်ရတဲ့ဟာတွေ နောက်ပြီးတော့အဲ့ဒီနေရာကနေပြီးတော့ပိုးဝင်ပြီးတော့ဒါတေအသက်ဆုံးရှုံးရတဲ့ဟာတွေပေါ့လေလုံးပွဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် view လေးကတော့မင်္ဂလေးတွေအထူးတတိထားရမယ့် view လေးပဲဖြစ်ပါတယ်เนาะမင်္ဂလေးတွေကအရန်ကိုလှချင်ကြတာเนาะအခုဒီ view တွေကမှဆိုရင်လည်းဖစ်လာထိုးတာနဲ့ပတ်သက်ပြီးတော့ပြပြထားရှင်ဖစ်လာထိုးလိုက်တာကြောင့်သူ့ရဲ့ရင်သားကเนาะပျက်စီးသွားတဲ့အထူးဖြစ်သွားတာเนาะဒါကြောင့်မလို့ မင်းကလေးတွေကတအားလှချင်တော့နော်ရင်နေတင်နေကိုနော်ဆီလီကွန်ထည့်ကြရလူတွေလည်းရှိရချင်းဆီလီကွန်မတက်နိုင်တော့ဒီဖစ်လာထိုးတာများရနော်အခုနောက်ပိုင်းဖစ်လာထိုးတာကဓာတ်တဲတဲ့လူရှိလို့မတဲတဲ့လူလည်းရှိရချင်းတဲတဲ့လူအနေနဲ့က side effect မဖြစ်မှမတဲတဲ့လူအနေနဲ့ကျတော့ side effect ကနော်အရန်ကိုဆိုးရွားလည်းရှင်ဒါကြောင့်မလို့ရင်သားတာမှဖြစ်နိုင်တဲ့အထိဖြစ်နိုင်တယ်နော်ဒါကြောင့်မလို့ဒီအမကဖစ်လာထိုးတဲ့ဆိုဂျူအကြောင်းကိုပြောပြထားတဲ့ video လေးပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားဖို့လဲကောင်းပြီဘူးတူတာလဲရတာမျိုးညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင် ကိုကားပေါ်တော့ဖီလာထိုးရတာအရန်ကြိုက်တယ်ဆိုရင်ဒီဗီဒီယိုမကြော်ပဲနဲ့ကြည့်သွားလိုက်နော်နှခမ်းဖီလာတို့ဘားဖီလာတို့ထိုးတယ်ဆိုလို့ရှင်ပေါ့နော်တချို့ကတော့အရန်နဲ့မှလသွားတယ်ပေါ့နော်โอเคလတာကတော့ကိစ္စမရှိဘူးပေါ့နော်အဖြစ်လာတဲ့အကျိုးဆက်ကကြတော့ကိုကိုယ်တိုင်ပဲခံရမယ်ပေါ့နော်အခုဒီပေါ့နော်ဒီဗီဒီယိုမှာတစ်ချက်ကြည့်လိုက်ပါဒီဗီဒီယိုမှာဖြစ်နေတဲ့ဒီဖြစ်စဉ်ကတော့ဒီအမကလွန်ခဲ့တဲ့နှစ်လပိုင်းတုန်းကသူကဖီလာထိုးတာပေါ့နော်သူကကြတော့ဒီနှခမ်းဖီလာတို့ဘားဖီလာတို့ထိုး ဲ့ပေါ့နော် ကိစ္စမရှိဘူးဘာမှဖြစ်ဖို့သူအရန်ကြိုက်တယ်သူသူပြောသွားတဲ့အထင်းမှာပေါ့နော်အဲဒီဖီလာထိုးတာပေါ့တခုပြီးရင်နောက်တခုပြန်ထိုးချင်လာတဲ့အဲစိတ်ကတော့အမျိုးဆွဲတယ်ပေါ့လူများတော့မတည်ဘူးသူကတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မလို့သူကနာယီဝက်လေးနဲ့ပေါ့နော်အဲသူရဲ့ဒီရင်သားလှသွားမယ်ဆိုတော့သူကရင်သားဖီလာထိုးလိုက်တာနာယီဝက်ပဲကြတယ်ပေါ့နော်ရင်သားဖီလာထိုးလိုက်တဲ့အဖြစ်စဉ်ကြီးကဒီလိုလေးဖြစ်သွားတာပေါ့နော်ဒီဗီဒီယိုအဲမနေ့ညတော့ကတင်ထားတာဒီနေ့နဲ့ဆိုရင်၁၇ရ 13နာရီပဲရှိသေးရပေါ့နော်ဆန်နူမင်းညမောရန်ချုပ်သွားလို့အခုမှပြပြတာပေါ့နော်အာဒီဗီဒီယိုမှာကြည့်လိုက်ပါအာ reset ကတော့အရန်ကြောက်ကောင်းနေပေါ့နော်အရန်လက်နာကျင့်နေရတယ်ပုံပေါ့နော်ဘလို့စဖြစ်တာလဲဆိုတော့ကအဲ့ဒီအမကအာသူကနခမ်းဖီလာတို့ပါဖီလာတို့ထိုးပြီးပြီးဒီနာဖီလာကိုအဲထိုးပြီးတဲ့နှစ်ပတ်လောက်မှစဖြစ်တာ နှစ်ပတ်လောက်မှသူကချမ်းစိစိတ်နဲ့ဖြားတာပေါ့ဖြားလာပြီအဲ့လိုဆိုတော့သူကယူးယူးဖြားတာပဲထင်ပြီးမှသူကဆေးတွေတောက်တယ်ဆေးတွေထိုးပြီးမှနေတယ်ဒါပေမဲ့လည်းမပြောက်ဘူးနောက်ကျတော့ကြာလာတော့ဘာဖြစ်လာလဲဆိုတူဒီဖီလာထိုးထားတဲ့တူရင်ဒါကကြတော့အကျိတ်တွေဖြစ်လာတာအကျိတ်တွေဖြစ်လာပြီးမှအဲရေရေလေးတွေဖြစ်လာတာအဲ့ဒီခါကျတော့သူကသိုးရင်လာပြီးအကျိတ်အကျိတ်ဆိုတာအမျိုးမမာတောင်းတောင်းအဲ့လိုမျိုးဖြစ်လာတာကွာသူပြောသူရေထားတဲ့အထဲမှာဆိုလို့ရှိရင်အဲ့လိုဆိုတော့သူက အဲ့ဒီဖီလာထိုးပေးတဲ့နေရာကိုမသွားဘဲနဲ့သူကအဆိုးရင်စိတ်နဲ့အရန်များနေလို့ဆေးရုံတစ်ခုမှသွားလိုက်တယ်ဆေးရုံတစ်ခုမှသွားလိုက်တော့သူရဟာကပြီးမဖြစ်သေးဘူးဆိုတော့ကသူတို့ကတောက်ဆေးတွေထိုးဆေးတွေပေးလိုက်ပြီးမှပြန်လွတ်တယ်ပေါ့နော်ဒါပေမဲ့မရဘူးနောက်ထပ်တစ်ဖက်ရောအဲ့လိုမျိုးပြန်ဖြစ်လာတော့အာဘာလဲ တစ်ခေါက်တော့ပြင်ပြလို့ရှင်တော့မရတော့အဲ့ဒီနေရာမှာနီနီလေးဖြစ်နေပြီဆိုတော့ခွဲရမယ်ဆိုပြီးမှခွဲပေးလိုက်တယ်ပေါ့နော်ခွဲပေးလိုက်တဲ့နောက်မှာကျတော့ဘလို့ပြန်ဖြစ်လာလဲဆိုတော့အာဒီဘက်တစ်ဖက်ခွဲပြီးပြီအဲ့ဆိုတော့ဆေးတွေတောက်ဆေးတွေထည့်ပြီးအိမ်ပြန်လဲဒါပေမဲ့လည်းမရဘူးနောက်တစ်တစ်ဖက်ပြန်ဖြစ်လာတယ်အဲ့ဆိုနောက်တစ်ခေါက်ပြန်သွားပြောတော့အဲ့ဒီပထမသူသွားပြတဲ့ဆေးရုံကဆရာဝန်ကြီးကကျတော့စူပြီလေနော်အဲ့ဆိုသူလည်းကြောက်တာနဲ့အဲဆရာဝန်ကြီးစူရနဲ့ဆိုတော့သူကနောက်တဲ့ဆေးရုံတစ်ခုပြန်ပြောင်းတယ်ပေါ့နော်ဆေးခန်း ခုပြန်ပြောင်းတယ်ကွာပြန်ပြောင်းတော့အဲ့ဒီဈေးခန်းမှာရောက်တော့နောက်ထပ်တစ်ဖက်ကလည်းပြန်ဖြစ်နေတော့သူကအဲ့ဒီနောက်တစ်ခေါက်ပြန်ခွဲရတယ်ပေါ့နော်အဲ့လိုမျိုးအချင်းချင်းခွဲရတယ်အခွဲပြီးဈေးတွေထည့်ရတယ်ပေါ့နော်အဲ့လိုအဲ့လောက်ထိကိုဖြစ်သွားတယ်ပေါ့နော်ထိုးလိုက်တာနည်းနည်းလေးဖြစ်သွားတာအများကြီးပေါ့နော်အဲ့လိုမျိုးပြန်ထည့်ပြီးမှသူက ကူတာပေါ့သူကသူကြိတ်ကူတာအဲ့ဒီဖြစ်စင်နေတာသူကသူကြိတ်ကူတာเนาะကြိတ်ကူအဲ့လိုမျိုးဖြစ်တာဒါမဲ့လည်းမရအောင်မရတော့ကသူကနောက်ဆုံးတော့ဘလိုမှမတက်နိုင်တော့အဲ့ဒီဖီလာထိုးပေးတဲ့ထိုးပေးတဲ့အဲနေရာကိုဖုန်းပြန်ဆက်တော့သူကလာခဲ့ပါပြန်လုပေးမယ်အဲ့လိုမျိုးပြောတော့သူကလည်းပျောက်ချင်ဆုံးနဲ့ပဲပြန်သွားတယ်အယမ်းနာချင်ရတယ်ဆေးသေးတဲ့အချိန်တွေရောအယမ်းနာတယ်တဲ့အဲအဲ့မှာ အဲ့ဒီအဲ့ဒီဆေးတူကိုဖီလာထိုးပေးတဲ့ညမှာပြန်သွားပြီးမှအဲ့မှာအသေးစားခွဲစိတ်မှုဒီအသေးစားခွဲစိတ်မှုက6ခေါက်လို့ပြောရေပေါ့နော်6ခေါက်ခွဲလိုက်ရတယ်အဲအဲ့ကနေသူတို့ကဆေးတွေထည့်ပေးပြီးတယ်လည်းမရှိတော့ဘူးအကုန်လုံးထုတ်လိုက်ပြီဆိုတော့သူကပုဂိုးဘက်ကိုပြန်သွားပါပေါ့နော် ပုဂိုးကလို့ထင်တယ်အမပြောပုံဆိုလို့ရှိရင်ပုဂိုးဘက်ကိုပြန်သွားတော့အဲ့ဒီသူတို့ခွဲပေးထားတဲ့နေရာကနေပဲ ပီတွေကထက်ထွက်လာပြန်ရောတဲ့အဲ့ဒါနဲ့မရတော့ဘူးအဲ့ဒီခွဲစိတ်ဆရာဝန်ကြီးနဲ့ပဲပြရတော့မယ်ဆိုပြီးမှဆရာဝန်နဲ့အဲနောက်ထပ်တစ်ခေါက်တက်ပြန်တော့ပြတဲ့အချိန်မှာမှသူကအဲ့အကြီးစားခွဲစိတ်မှုကနှစ်ကြိမ်လောက်ရတယ်တဲ့အဲ့ဒီမှာအဲဒီဗပီတွေလည်းထုတ်တယ်ပြီးရင်သူထိုးထားတဲ့ဖီလာတွေရောအကုန်ပြန်ထုတ်ရတယ်ပေါ့နော် ပြန်ထုတ်လိုက်တယ်တဲ့အခုတတိနာကျင်မှုကခံနေရစမြဲပဲတဲ့ပြီးလို့ရှိရင်ဈေးတွေလည်းအရန်တောက်နေရတယ်ပေါ့နော်အာပြောချင်တာတော့ လာချင်တာခဏပဲအဲပြီးရင်ငွေလဲကုန်တယ်ငွေဒါမရှိရင်အမပြောထားတာပေါ့နော်ငွေဒါမရှိလို့ရှိရင်လည်းအသက်ဆုံးချုံးနိုင်တယ်ပေါ့နော်အဲနလပိုင်းဒီနှစ်ထဲနလပိုင်းကနေဆိုအခုထိဆို6လပိုင်းဒီ6လအတွင်းမှာခံစားရတာတော်တော်ကိုချီးနဲ့အမတို့ကအရန်စိတ်တကြပြီးမှအဲ့လိုမျိုးတွေဖြစ်သွားတော့သူကတိုက်ပွားနဲ့ခုံချဖို့အချိန်ချင်းလဲစူးစမ်းဖူးတယ်ပေါ့နော်အဲ ဒါပေမဲ့လည်းသူကအခုထိပေါ့နော်အသက်ရှင်နေရတယ်ပေါ့နော်အဲ့လိုမျိုးသူကရေးထားတယ်ပေါ့နော်နောက်လူတွေမဖြစ်အောင်ဆိုမှရေးထားတာဖြစ်ပါတယ်လို့ပြီးတော့သူကအခုဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အဲ့ဒီညမှာအကြင်ကြင်ခွဲစိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အာဘာဖြစ်လာလဲဆိုလို့ရှိရေသူကအာဒီဗာလဲအယုံကြောတွေထိရေပေါ့နော်ပြီးရင်ဒီခြေတောက်တစ်ဖက်ကလည်းအမျိုး 托内托内哩皮内皮，炒烂炒落去，啊，落皮多来嘞皮，硬皮哩吧，又会落去嘞，再要跳乌苗乌嘞，你要、mm hmm. 没有皮呀，你个喏，去吃着，你没有哩皮内巴来嘞。 ကဲဗီဒီယိုကြည့်နေတဲ့ပေါ့နော်ဖီလာထိုးရတာစိတ်ဝင်စားတဲ့အမတွေညီမလေးတွေပေါ့နော်ငိုငိုအလာပိုလာတွေပေါ့နော်အတွားပြင်လိုက်မှပဲလာတာမဟုတ်ဘူးပေါ့နော်အဲ့တော့ကအကိုကတော့နော်တွေ့တွေ့ရတွေ့ရဆေးခန်းတွေမှာပဲအမျိုးတွေမထိုးချနဲ့ပေါ့နော်ဖြစ်သွားလို့ရှိရင်ပတ်ဆက်လဲကုန်တဲ့အချိန်လဲကုန်တဲ့လူလဲနာကျင်ရတဲ့အဲ့လိုမျိုးတွေဖြစ်မယ်ပေါ့နော်အာဒီမှာအာဒီဒူဒီထုတ်ထားတဲ့ပေါ့နော်ဒီသူရဲ့ ရင်ထဲကရင်သားထဲကနေထုတ်ထားတဲ့ပီတွေနဲ့ဖီလာတွေပေါ့နော်ဒီဒီဒီအက်တွေနဲ့ဟာကြတော့နော်အာဘယ်လိုပြောမလဲဆိုရင်သူ့ရဲ့ emotional ပေါ့အရန်ထိသွားတာစိတ်ကအရန်နာတယ်နော်ဒီနားမှာဗီဒီယိုမှာဒါကြည့်လိုက်လုတ်နေတာတော့ဟိုအနာစိမ့်လေး ပေါက်တာတော့မဆင်းလို့တော့ရန်နာချင်ရအောင်ဗောနော်ဒီမှာထက်ခါထက်ခါခွဲထက်ခါထက်ခါချုပ်ထက်ခါထက်ခါဆေးထက်ခါထက်ခါဆေးထဲဆေးထဲလို့ရှိတင်တက်အောင်နာတယ်တဲ့လို့ပြောထားတယ်အဲ့တော့က အဲကိုအရင်လာချင်းတယ်ဆိုရင်တော့ထိုးချပေါ့အာဒါပေမဲ့နုကိုအလာကတော့ပိုလာပါတယ်လို့เนาะအလုံးကူးဆိုင်ချပါလို့เนาะအခုကဖီလာကအရန်နဲ့မှနမီကြီးနေရဆိုတော့เนาะဒီအမာကနောက်လူတွေမဖြစ်ရအောင်ကိုလိုမျိုးမဖြစ်ရအောင်ပေါ့เนาะသူကလည်းဘုဒ္ဓမလည်းပြစ်တင်တာမဟုတ်ဘောเนาะသူ့ကိုကိုသူ့ရဲ့လာချင်းကြောင့်သူ့ရဲ့စိတ်ကြောင့်သူလှုပ်လိုက်တဲ့အရာလေးကဒီလိုကြီးဖြစ်သွားတယ်ဆိုမှသူ့ရဲ့ reset ကိုသူကချပြထားတာဖြစ်ပါတယ်လို့ ဒီမှပြောတာမှန်တယ်နော်ကိုကလှချင်လို့လုံမယ်ဆိုရင်တော့မှတိကျွမ်းနားလေတဲ့ဆရာဝန်တွေနဲ့လှုပ်တင်တယ်အခုခေတ်ဆရာတွေကနော်လိုင်စင်ရပြီးတာသူတွေလည်းရှိတယ်လိုင်စင်မရှိဘဲနဲ့လုံနေတဲ့သူတွေလည်းရှိတယ်နော်ကိုကဒါမျိုးအလှပရေးရနဲ့ခွဲစိတ်လှုပ်လိုက်ပြီဆိုလို့ရှိရင်နော်အနည်းနဲ့အများတော့ကို့အတွက်ကနော်ကျန်းမာရေးကထိခိုက်နိုင်နေရှင်ဒါကြောင့်မို့လို့ဖီလာထိုးမဲ့သူတွေအနေနဲ့ရောဇင်သားတွေတင်နေဆီလီကွန်ထည့်ကျင်တဲ့သူတွေအနေနဲ့ရောဆရာဝန်တွေကိုတေချာနော်တေချာစုံစမ်းပြီးတော့နားလေတိကျွမ်းတဲ့သူတွေနဲ့လှုပ်စေရှင်နေရှင် နောက်ထပ် view လေးကတော့အခုတယောက်က defect လာရဲ့အကြောင်းကိုထပ်ရှင်းပြထားတဲ့ view လေးပဲဖြစ်ပါတယ်။ညီမနဲ့တူတူစက်ကြည့်လိုက်အောင်နော်။ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့အခုကျွန်တော်တို့ဒီ online မှာလေဟိုရင်သားကြီးကျင်လို့နောက်ဒါတင်မကြီးကျင်လို့ပေါ့နော်။ဒီ filler ဆိုတဲ့ဟာတွေထိုးပြီးတော့ဒါရင်သားတို့တင်မတို့ filler ဆိုတာတွေထိုးပြီးတော့ဒါပုတ်သွားလို့ဟိုချက်ထုတ်ရတာတွေနော်ကျွန်တော်တို့ဒါခွဲထုတ်ရတဲ့ဟာတွေ ောက်ပြီးတော့အဲ့ဒီနေရာကနေပြီးတော့ပိုးဝင်ပြီးတော့ဒါတေအသက်ဆုံးရှုံးရတဲ့ဟာတွေပေါ့လေဒီကြောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်တော်မျှဝေပေးချင်တာပေါ့နော်အေးအခုနောက်ပိုင်းမှာဒါ aesthetic ကလည်းရန်ဆိုခစ်စားလာကြတယ်လေခစ်စားလာကြတော့ဒါတူတူကိုကိုပေါ့လေလှကျင်တော့လည်းဒါကြီးရလူကလည်းကြီးကျင်တယ်တေးရလူကလည်းဟိုကြီးကျင်တယ်ကြီးရလူကလည်းကြီးတဲ့ကြီးကျင်တယ်ဟောအဲ့လိုလောက်ကြတော့ဟိုလောက်တဲ့အခါမှာသူကနီးမှန်လမ်းမှန်နဲ့ဟိုဒါဆရာဝန်တွေဖွင့်ထားတဲ့ဒါ aesthetic စေကန်းတွေမှာ ဒါလောက်တာမျိုးမဟုတ်ပဲနဲ့ပေါ့ဒါကျွန်တော်တို့ကဒီ beauty salon လိုမျိုးတွေဒါ medic ဟိုကုသဝင်မရှိတဲ့နေရာမျိုးတွေမှာဒါတက်ရောက်ကားရတယ်လောက်တဲ့အခါကျတော့သူကပြဿနာတွေနည်းနည်းဖြစ်လာအဲဖြစ်တဲ့ပြဿနာကလည်းဒါဟိုတင်နိုင်တယ်နော်အဲ့တော့ဒီရင်သားတို့ဒါတင်မားတို့လည်းထိုးရဲဆိုရဲဒါဟို filler ဆိုရဲအကြောင်းနည်းနည်းလေးပြောပြချင်တာပေါ့နိ a filler ဆိုရဲသူက hyaluronic acid ပဲဒီ hyaluronic acid ကရင်တော့ဘယ်မှာသုံးခဲ့ရလဲဆိုတော့ဒါလူတွေ joint pain ပေါ့ဒါဒူးနာခါနာ ယူရင်းစီပေါ့လေအဲ့မှာတုံးတာအဲမျက်နှာတို့ဘာလို့မှထိုးတဲ့ဟာလို့နဲ့ကဒီကခန္ဓာကိုယ်မှာကြာရှည်ခံအောင်လို့သူကဒါ cross link လုပ်တာဟိုနီးပညာတုံးတာပြီးတော့ကြာရှည်ခံအောင်လုပ်တာလုပ်ထားကြတော့သူကတော့ဒီခန္ဓာကိုယ်မှာကြာကြာနေတာပေါ့လေဒါအဲ့ရင်သားတင်မှာကြီးကျင်တဲ့လူတွေကအဲ့ filler တွေကိုဒါရင်သားတွေဒါပြီးတော့ဒါတင်မှာတွေသွထိုးတာပေါ့ထိုးတယ်ထိုးဒါတော့ကျွန်တော်တို့တိတ် recommend မပေးဘူးပြမပေးဘူးဆိုတော့ဒီကောင်လေးကအခက်မသိရင်သူကထိုးလိုက်ရင်ဘာဖြစ်လဲသွေးကြောပိတ်သွား သူကျော်ပိတ်မှတော့ဒါသွေးမရှာဘူးသွေးမရှာရင်ဒါပုတ်တယ်ဗောလေ net grosses ဖြစ်ဖြစ်သွားရင်ဒါဟိုကျွန်တော်တို့ကဒီ failure fury ဈေးကိုချိန်ပြီးထိုးရတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကဒါဟိုမရတော့ဘူးဆိုလည်းမမီတော့ပုတ်သွားပြီဆိုလည်းဒါကျွန်တော်တို့ surgery လုပ်ပြီးခွဲထုတ်ရမျိုးရှိအဲ့မှာမှသူကဒီပုတ်တာကနေတဆင့်ပိုးဝင်တယ် CPC မရလို့ပြောပါလိဒါ online မှာလည်းတွေ့မှာဗောလူတွေဟိုအဲ့လိုဖြစ်ပြီးကြီးကျင်လို့ထိုးကမှချက်ထုတ်လိုက်တော့သေးသွားတော့နောက်ပြီးတော့ကြီးကျင်လို့ထိုးကမှဘယ်လိုမှအသက်မကင်နိုင်တော့ဘယ်နဲ့အသက်ပေးလိုက်ရတယ်ရှိတယ် ဒါကြောင့်မလို့လှကျင်လဲနီးမှန်လမ်းမှန်လေးနဲ့ဒါလှလို့ရအောင်ဒါဆရာဝန်တွေဖွင့်တဲ့ဒါအစရိစေကံပေါ့အဲ့မှာကျွမ်းကျင်တဲ့လူတွေနဲ့တပြပေါ့အတိုင်းမင်ပြီးတော့မှလှုပ်ပေါ့လေဆီလီကွန်ထည့်တာတော့တကယ်ဟိုရင်သားဆီလီကွန်ကတော့ဒါထည့်လို့ရပါတယ်ရင်သားဆီလီကွန်ကဒါကျွမ်းကျင်တဲ့ဒါခွဲစိတ်ဆရာဝန်ပေါ့လေဒါ plastic surgeon ဖြစ်စေဒါ license ရှိတယ်စေကူတာခွင့်ရှိတယ်ခွဲစိတ်ခွင့်ရှိတယ်เนาะတကယ်ကျွမ်းကျင်တဲ့ဆရာဝန်နေနဲ့ဒါတိုင်းမင်ဆွေးနွေးပြီးတော့လှုပ်တာအကောင်းဆုံးပဲ ဒါရင်သားတွေတင်ပါတွေတွေဒါ failure တွေထိုးတာတော့ဒါကျွန်တော်တို့ recommend မပေးဘူးဟိုအခက်မသိရင်အသက်ပါပေးရတယ်မလှရပြန်နေနော်ဟိုဒီ risk တွေရှိတာပေါ့အကျဉ်းချင်တဲ့ဆရာဝန်နဲ့လို့အဲဒီမှာကိုလိုချင်တဲ့ဒါအောက်ခံမှု baking နဲ့ပေါ့လေ baking ရှင်းရှင်းနဲ့ဒါကိုလိုချင်တဲ့ဒါအလှတရားလေးရဖို့အတွက်ကတော့ ါကျွမ်းကျင်နေဆရာဘုနဲ့လုပ်ဖို့ပဲဒါကျွန်တော်က recommend လုပ်ပါတယ်ဒီ view လေးကတော့အရန်ကိုမှနော်မင်းကလေးတွေနေနဲ့အထူး view site နဲ့ရှင်မင်းကလေးတွေကအရန်လာကျင်တာနော်ရှိတာထက်ကိုပိုလာကျင်နေရှင်ကိုရှိတာကပို့ပြီးတော့နော်ပိုတန်ပိုထားဖို့ကောင်းတယ်နော်ဒါကိုနော်တရှုကရှိတာထက်ကိုပို့ပြီးရှိကျင်ကြတော့နော်ခွဲစိတ်ပြုပြင်ကြတာတွေလည်းလောက်တာတွေလည်းရှိတယ်နော်ဒါပေမဲ့အခက်မသိရင်ကိုအသက်အန္တရာယ်ပါဆုံးရှုံးနိုင်နေရှင် ဒါကြောင့်မလို့ကိုကတခုခုလောက်တော့မယ်ဆိုရင် ပေချာစဉ်းစားဆုံးဖြတ်ပြီးမှလောက်ပါနော်ကို့အတွက်ရေရှည်အဆင်ပြေနိုင်မဲ့အရာကိုပဲရွေးချယ်ကြပါနော်မိန်းကလေးတွေကအရန်ကိုလှချင်ကြတာနော်အလှပအတွက်ဆိုရင်ဘာအန်တရယ်ကိုမှမကြောက်တတ်ဘူးနော်ဒါကြောင့်မလို့အလှပရေးရာနဲ့ပတ်သက်ပြီးတော့လောက်မယ်ဆိုရင်လည်းအထူးဗျူးဒီဇိုက်ပြီးလောက်ကြပါရှင့်မိမရဲ့ဗီဒီယိုလေးကိုကြည့်ပြီးဘူတူတာတခုရမယ်လို့လည်းထင်ပါတယ်ရှင့်မိမရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင့်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင့်